ရိသတ်တို့အနေနဲ့ကိုခန္ဓာမှာပါတဲ့အစိတ်ပိုင်းတွေဘလို့ပုံစံရှိရဲ့ဘလို့အလုံးလုံးတည်ဆိုတာကိုတကယ်ပဲတည်တည်ချာချာသိနေကြပြီထင်ပါသလားတကယ်တော့လူရဲ့ခန္ဓာကိုယ်ကအယံကိုမှစမ်းကြည့်အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်မယ့်ဒီနေ့ဗီဒီယိုမှာလူတော်တော်များများမသိလောက်မဲ့ခန္ဓာကိုယ်ရဲ့အထူးဆန်းတဲ့အစိတ်အပိုင်းတွေနဲ့လုံဆောင်ချက်တွေအကြောင်းကို ပရိသတ်တို့ဘ ഹു တုတရရှိစေဖို့ပြောပြသွားပါမယ်နံပါတ်၄လက်သေးပေါ်ကလာချမ်းဖြူလေးများ ပရိသတ်ရဲ့လက်တီခြေရီပေါ်ကလက်သေးခြေသွေးတွေမှာရှိတဲ့လာချမ်းပုံစံအဖြစ်အောင်အဆက်လေးတွေကိုပရိသတ်တို့သတိထားမိကြသလားဒါကိုလက်တင်ဘာသာစကားနဲ့လူနူလာလို့ခေါ်ပြီးတော့စာသားအရဆိုရင်လာချမ်းလို့အတိတ်ပဲရပါတယ်လူနူလာဆိုတာကလက်သေးစတင်ကြီးထွားရေးနေရာဖြစ်တဲ့လက်သေးအသားရဲ့ဒစိမ့်တစ်ပိုင်းဖြစ်ပါတယ်အချို့သူတွေမှာ လူနူလာကထင်ရှားပြီးတချို့ကြတော့လက်မမှာပဲရှိတတ်ကြပါတယ် တချို့မှဆိုရင်တော့အရေးပြားအောက်မှာပုံနေတာကြောင့်လုံးဝမမြင်ရတာမျိုးလည်းရှိပါတယ်ဒါပေမဲ့သတိပြုရမယ့်အချက်ကတော့ကျွမ်းကျင်သူတွေရဲ့အဆိုအရလူလူလာကျမနေတယ်ဆိုရင်အဖြူရောင်ရှိရပါမယ်တဲ့အကယ်၍လူလူရရဲ့အယောင်က အပြာဖြော့ဖြော့ဖြစ်နေရင်စီးကြိုယောဂခန်းစားနေရတာဖြစ်နိုင်ပြီးတော့အတော်အတန်နေရင်တော့နှလုံးပြဿနာရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်နံပါတ်3တင်းတို့ရဲ့သွားတွေကငမန်းနေနဲ့ဒန်းတူဝဲလား ဒူရီရဲ့သွားတွေကငမန်းသွားတွေလောက်တော့မချွန်ထက်ဘူးမကြီးမားဘူးဆိုပေမဲ့ငမန်းတွေနဲ့အနည်းဆုံးတူညီတဲ့ခွန်အားရှိနိုင်ပါတယ်ဒီချက်ကိုဒူစမာအဇန်တက္ကသိုလ်ကဂျာမန်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကကြာငမန်တိုက်ခရှိရဲ့သွားတွေကိုလီလာဖို့ကြိုးစားတဲ့အခါမှာရှာဖွေတရှိခဲ့တာပါလူသားတွေရဲ့သွားတွေမှာအာကောင်နဲ့ပရိုတင်းတွေနဲ့ပေါင်းစပ်ထားတဲ့တက်ခိုင်နဲ့တလင်းကြောက်တွေကြောင့်ဒီလိုခွန်အားကိုရရှိတာဖြစ်ပါတယ်လူတွေမှာသွားပိုးစားခြင်းကိုကာကွယ်ပေးတဲ့ ကျွေလွာအနမယ်လို့ခေါ်တဲ့အပေါ်ယံမာကြောတဲ့အလွာရှိပါတယ်။ငမန်းတွေမှာမပါရှိတဲ့ပရိုတင်းတွေကလူတွေရဲ့အသွားတွေမကျိုးစေဖို့တားဆီးပေးနေတာကြောင့်သွားခွန်အားတွေမှာပရိသတ်တို့လူသားတွေကငမန်းတွေနဲ့အဆင်တန်တူတယ်လို့ပြောလို့ရပါတယ်။ငမန်းနဲ့ချွေးထွက်ခြင်းရဲ့အဓိကအကျိုးကျေးဇူးပူတဲ့အခါစိတ်ဖိစီးမှုများတဲ့အခါဒါမှမဟုတ်ပြင်းပြင်းထန်ထန်လှုပ်ရှားမှုလုပ်တဲ့အခါမျိုးမှာပရိသတ်တို့အနေနဲ့ချွေးထွက်ကြပါတယ်။ဒါကချွေးကလန်းတွေ ဆူဒိုရဖရက်စ်ကလန်ကနေအရေရီကိုထုတ်လိုက်တာပါဒီလိုအခြေအနေတွေကြုံလာတဲ့အခါခန္ဓာကိုယ်ရဲ့အပူချိန်ကမြင့်တက်လာပါတယ်ကိုရင်းအပူချိန်ဇက်တိုက်တက်နေမယ်ဆိုရင်ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်တာကြောင့်ခန္ဓာကိုယ်ကိုအေးများနေစေဖို့နဲ့ပုံမှန်38ဒီဂရီစင်တီဂရိတ်အပူချိန်စီပြောင်းဖို့အတွက်ခန္ဓာကိုယ်ကရိုးရိုးရှင်းရှင်းပဲချွေးထုတ်လိုက်တာပါတိတ်ခန္ဓာကိုယ်မှာပြင်းပြအားဖြင့်ချွေးကလေးမောင်း၃တန်းလောက်ရှိပါတယ်ဂျိုင်းမျက်နှာလက်ဘွားနဲ့ခြေဘွားတွေဟာ ချွေးကလေးနေအများဆုံးတွေ့ရတဲ့နေရာတွေဖြစ်ပါတယ်။ချွေးဟာအပူတန်ကြောင်ဖြစ်စေ၊ဖြောင်းနာလို့ဖြစ်စေခန္ဓာကိုယ်ကနေရင်ွေပြန်သွားပြီးတော့အပူကိုလျှော့ချပေးတာကြောင့်ချွေးထချင်းဟာအရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။နံပါတ်၁ပါဇက်အတွင်းကဗက်တီးရီးယားမျိုးရောလူတယောက်ရဲ့ပါဇက်မှာဗက်တီးရီးယား6ဘီလီယံကျော်ပါဝင်ပြီးတော့အဲ့ဒီအရေးအတွက်ဟာကမ္ဘာပေါ်ကလူဦးရေနှီးပါရှိပါတယ်။တကယ်လို့တနည်းကို၃ချိန်သွားတိုက်တဲ့အလေးချင်းမရှိဘူးဆိုရင် ပါဇက်ထဲမှာကဘာပေါ်ကလူဦးရေထက်တောင်ဘက်တီးရီးယားပုံများနေမှာရင်ပုံပြီးတော့ကျုပ်ဆရာကောင်းတာကတော့အဲ့ဒီဘက်တီးရီးယားတွေဟာ၈နာရီအတွင်းမှာ၁၆တန်းကျော်ထိ ပေါများနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လေဘက်တီးရီးယားအလုံးကစိုးတာမရှိပါဘူး။ပရိုဘိုင်ယိုတိတ်လို့ခေါ်တဲ့အချို့ဘက်တီးရီးယားတွေကဂျမ်းမာတွေတဖုံးနဲ့သွားရိအတွက်အထောက်အကူပြုပါတယ်။ကြားရိကိုစားသုံးရတာကြိုက်ပြီးတော့သွားပိုးစားခြင်းကိုဖြစ်စေတတ်တဲ့ တရတိုကော့ကတ်မျူတန်လို့ခေါ်တဲ့ဗက်တီးရီးယားဆိုရီလည်းရှိပါတယ်။သိပ္ပံပညာရှင်များရဲ့အဆိုအရသစ်ပစ္စတ်ထဲမှာမတူညီတဲ့ဗက်တီးရီးယား900ကျော်ရှိပါတယ်။ကဲပရိသတ်တွေရဲ့ဒီတစ်ခေါက်ဗီဒီယိုမှာတော့လူခန္ဓာကိုယ်မှာရှိတဲ့အံ့ဩစရာကိုင်းကအစိတ်ပိုင်းတွေနဲ့လုံဆောင်ချက်တွေအကြောင်းကိုတင်ဆက်ပေးရတာဖြစ်ပါတယ်။ဘယ်အချက်တွေကပရိသတ်တွေကိုအံ့ဩသွားစေလဲဆိုတာကိုခေါင်းမှာမရေးပေးခဲ့ပါအောင်နော်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့လေကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။